င်္ဂလာပါကျွန်တော်မင်းသူပါကျွန်တော်အင်္ဂလိပ်စကားလေးလာတဲ့အခါမှာ preposition ကအရင်အရေးကြီးတဲ့နေရာမှာရှိနေပါတယ်အဲ့တော့ preposition မပိုင်နိုင်လို့ရှိရင်ကျွန်တော်အတိတ်ပဲတအားလွဲသွားတတ်တယ်ကရိယာတွေမှာနာမ်ပုဒ်တွေမှာ adjective တွေမှာဒီ preposition ကတော်တော်လေးအရေးပါနေရတွေ့ရတယ်ဆိုတော့ preposition မှန်မှန်ကန်ကန်သုံးတတ်တယ်ဆိုလို့ရှိရင်ကိုသုံးတဲ့အသုံးနှုန်းဟာအတိတ်ပဲမှန်မှန်ကန်ကန်နဲ့အချိုးရှိတာပေါ့ဗျာတခါတည်းမှာ preposition တိတိလေးတစ်ခုကြောင့်ပဲကိုဆိုလိုရင်လည်းအတိတ်ပဲကတခြားစီဖြစ်သွားတတ်တယ်ပေါ့ ဒါကြောင့်ဒီနေ့တော့အားလုံးသိပြီးသားဖြစ်မဲ့ခြင်းတဲ့စကားလေးရွေးပြီးတော့ကျွန်တော် proposition လေးတွေမှန်မှန်ကန်ကန်သုံးတတ်မသုံးတတ်လေးစမ်းသပ်ကြည့်ပါမယ်။ကွက်လပ်ဖြစ်ပုံစံလေးတွေပါအဲကျွန်တော်ကကွက်လပ်လေးနဲ့ပေးမယ်အဖြေသုံးခုပေးထားမယ်အဲ့ထဲရမှာ ABC တခုခုရွေးပြီးတော့ဖြည့်ကြည့်ပါ။အဖြေကိုကွက်မှတ်မှာအားလုံးသိရအောင်မျှဝေကြည့်ပါ။ Number 1 I'm waiting you A with B for or C to ငမင်းကစောင့်နေတယ်ဆိုတဲ့စကားကိုကျွန်တော်တို့ A with နဲ့သုံးမလား B for နဲ့သုံးမလားအသုံးမဟုတ် C to နဲ့သုံးမလားတခုရေးပါ Number 2 I'm thinking you A for B of or C about ငမင်းအကြောင်းတွေးနေတယ်လို့ပြောချင်တဲ့စကားကိုကျွန်တော်တို့ A for နဲ့သုံးမလား B O F F of နဲ့သုံးမလား တော့မဟုတ် see about နဲ့တော့မလားတခုရွေးကြည့်ပါ get out my face get out my face a of, b for c on ငါရှိရထွက်သွားဆိုတဲ့စကားကို a o f of နဲ့တော့မလား b for နဲ့တော့မလားတော့မဟုတ် c on နဲ့တော့မလား number 4 i'm really sick you a of, b about see with ငမင်းကိုတကယ်စိတ်ကုံနေပြီဆိုတဲ့စကားကို so, wow. a of off နဲ့သုံးမလား b about နဲ့သုံးမလားသုံးမို့ c so, with နဲ့သုံးမလား number 5 are you interested english a to b on or c in မင်းအင်္ဂလိပ်စကားကိုစိတ်ဝင်စားလားဆိုတဲ့စကားကို so, wow. a to နဲ့သုံးမလား b on နဲ့သုံးမလားသုံးမို့ c in Netomula. Number six, my brother is really good English. A on, B in, or C at. အဲ့ဒီညီလေးကတော့ငါမောင်လေးကအင်္ဂလိပ်စကားကိုတအားတော်တာအင်္ဂလိပ်စာတအားတော်တာလို့ပြောချင်ရင် A on နဲ့သုံးမလား B in နဲ့သုံးမလားသို့မဟုတ် C at နဲ့သုံးမလား Number 7 Could you please turn the TV A in be on or see off မင်း TV လေးဖွင့်ပေးလို့ရမလားခင်ဗျာ TV ဖွင့်ပေးလို့ရမလားလို့ပြောချင်ရင် a in နဲ့တော့မလား b on နဲ့တော့မလားတော့မဟုတ် c off နဲ့တော့မလားဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ preposition နဲ့ဆိုင်တဲ့ preposition အသုံးအနှုန်းလေးတွေကိုမှန်မှန်ကန်ကန်သုံးတတ်စေချင်လို့ပြီးတော့မှန်မှန်ကန်ကန်သုံးတတ်နေပြီလားဆိုတာစမ်းသပ်ချင်လို့အဲဒီကွက်လပ်ဖြည့်ပုံစံလေးရင်းနဲ့အားလုံးကိုညှဝေကြည့်တာပါအားလုံးကိုစမ်းသပ်ကြည့်တာပါအဖြည့်ကြည့်ပါအဲကျွန်တော် နောက်ရက်မှာဒီစကားလုံးတွေကိုဘယ် preposition နဲ့သုံးထားတယ်ဘာကြောင့်သုံးထားတယ်ဆိုတာလေးတွေကိုလည်း video တစ်ပုဒ်နဲ့ရှင်းပြပေးပါမယ် thank you for watching